အားလုံးမင်္ဂလာပါကယ်လီပေါင်တို့ YouTube Channel ကနေတင်တော့ကိုတွေ့တွေ့ဆိုအကြိုးဆိုပါတယ်ဒီနေ့ကျွန်တော်အနေနဲ့ Ukraine ပဋိပက္ခရဲ့ဖုံးကွယ်ထားတဲ့အမန်တရားကိုထုတ်ပေါ်လိုက်တဲ့ Jeffrey Sachs ဆိုတဲ့အကြောင်းကိုကျွန်တော်ဖတ်ပြမှာဖြစ်ပါတယ် Ukraine စစ်ပွဲနဲ့ဆိုင်တဲ့အမန်တရားကို ကျွန်တော်ရှင်းပြခြင်းပါတယ် Ukraine ကိုဝင်ရောက်တိုက်ခိုက်ရတဲ့အကြောင်းရင်းမှာယနေ့ကျွန်တော်တို့ကြားနေရသလိုမျိုးမဟုတ်ဘူး1990ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာစတင် မြစ်ပြခံပါတယ် James Baker ဟာအဲ့ဒီချိန်မှာအမေရိကန်နိုင်ငံရဲ့တတိယအတွင်းဝင်ဖြစ်ပြီးအမန်တရားကိုကျွန်တော်ကိုပြောပြပါတယ်ရုရှားနိုင်ငံကောင်းဆောင် Mikhail Gorbachev က NATO အနေနဲ့ဥပယောပဖက်ကိုတလက်မမမတိုးဖို့ပြောထားပါတယ် Gorbachev ကခမည်းတော် NATO အဖွဲ့ဟာဥယောပရှစ်ဖက်ကို မတိုးဘူးဆိုရင်ခမည်းတော်အနောက်ဂျာမနီနဲ့ရှစ်ဂျာမနီပေါင်းစည်းရေးကို ကျွန်တော်တို့သဘောတူပေးမယ် အဲ့လိုပြောထားပါတယ်ဒီကိစ္စမှာ USA ကနောက်ပိုင်းမှာရုရှားကိုတော့လိန်လေတယ်ဆိုတာတွေ့ရတယ်1994ခုနှစ်မှာသမ္မတဘီလ်ကလင်တန်ဦးဆောင်ပြီးနေတိုးကယူကရိန်းအထိတိုးချက်မဲ့အစီအစဉ်ကိုလက်မှတ်ရေးထိုးခဲ့တယ်ဒီစာချုပ်ကို Neo Cons လို့ခေါ်ပြီးဘီလ်ကလင်တန်ဟာပထမကိုယ်စားလှယ်ဖြစ်တယ်1996ခုနှစ်မှာပိုလန်ဟန်ဂရီနဲ့ချက်နိုင်ငံတို့ဟာနေတိုးအဖွဲ့တဲကိုထည့်ခြင်းဖြင့်ချဲ့လိုက်တယ် အဲ့ဒီချိန်မှာရုရှားကဘာမှဂရုမစိုက်သေးဘူးသူတို့အနေနဲ့ကနင်းဘတ်ကလွေဘီနေမီမတ်မတ်ခဲ့ပါဘူးရုရှားအနေနဲ့တိုက်ရိုက်ချိန်ချောင်းမှုကိုလည်းမလုပ်ခဲ့ဘူး1996ခုနှစ်မှာ US ဥဆောင်ပြီး NATO ကယူဂိုစလာဗီးယားကိုဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒါဟာတော်တော်ဆိုးပါတယ် NATO ဟာမြို့တော်ဘယ်လ်ဂရိတ်ကို98ရက်တိုင်တိုင်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ် ယူကိုစလာဗီးယားကိုလည်းအစိတ်စိတ်အမောအမောခွဲလိုက်ပါတယ်ဒီအချိန်ထိရုရှားကဘာမှမတုံ့ပြန်သေးပါဘူးဒါပေမဲ့ပူတင်ဟာရုရှားသမ္မတတက်လာတဲ့အခါမှာသူတို့မျိုးသိထားတဲ့မကျေနပ်မှုတွေစတင်ပေါ်ပေါက်ပေါ်ထုတ်လာပါတယ်ပူတင်ကိုလိုအပ်လာရင်နေတို့နဲ့ဘူပောင်းလှုပ်ဆောင်ရမယ်လို့ဆိုပြီးယင်ကျေးစွာပြောလာတယ်။ဒါဟာဆက်ဆံရေးမှာအချင်းချင်းလေးစားမှုကိုပြတာဖြစ်ပါတယ်။9/11ဖြစ်ပြက်တွေပေါ်လာတယ်။ အာဖဂန်နီစာရေးခင်းတွေပေါ်လာတယ်2022ခုနှစ်မှာအမေရိကန်နဲ့နေတိုးဟာဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ် USA ကရုရှားနဲ့တိုင်ပင်မှုမလုပ်ဘဲနဲ့အရှေ့ဥရောပမှာသူတို့ရဲ့မစ်ဆိုင်းဒုံးကျည်များကိုထားတယ်ရုရှားကသူတို့ရဲ့နိုင်ငံရေးလုံခြုံမှုကိုတိုက်ရိုက်ချိန်ချောက်မှုဖြစ်တယ်လို့မြင်လာပါတယ်နေတိုးကသူတို့ဟာမဟာမိတ်တွေကိုကာကွယ်ဖို့ထားတာလို့ပြောနိုင်တယ်လို့ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ရုရှားမြို့တော်မော်စကိုကိုတိုက်ခိုက်နိုင်ပါတယ်။နျူကလ িয়ার ထိပ်ဗူတက်ထားတဲ့တမဟော့ရုရှားတိုက်ခိုက်ဖို့မဟုတ်ဘူးလို့ဘယ်သူမှအာမမခံနိုင်ဘူး။2000ခုနှစ်မှာအမှုမျိုးဘုံမတုံးရေး ABM စာချုပ်ကနေအမေရိကန်ထွက်သွားတယ်။2003ခုနှစ်မှာအမေရိကန်နိုင်ငံဟာအီရတ်ကိုဝင်တိုက်တယ်။ အမေရိကဟာသူတော်ကောင်းရောင်ဆောင်ခြင်းသာဖြစ်တဲ့2004 2005နှစ်တွေမှာအမေရိကန်ဟာယူကရိန်းကိုအနုနည်းနဲ့စစ်ဆင်ရေးလုပ်ပြီးအုပ်ချုပ်ဖို့အကြိုးစားလာတဲ့ဒါကို ပထမအယောင်ဒေါ်လာရေး First Color Revolution လို့ခေါ်ပါတယ်ကျွန်တော်ဟာယူကရိန်းသမ္မတယူရှန်ကိုနဲ့မိတ်ဆွေဖြစ်ခဲ့တဲ့အတွက်ကြောင့်ဒါတွေကိုသိရပါတယ် 1993ခုနှစ်95ခုနှစ်အတွင်းယူကရိန်းအစိုးရရဲ့အကြံပေးအလုပ်ကိုကျွန်တော်လုပ်ခဲ့ပါတယ်။ American နိုင်ငံဟာယူကရိန်းနိုင်ငံရဲ့ရွေးကောက်ပွဲကိုလည်းခြေလှယ်တာတွေ့ရပါတယ်။2009ခုနှစ်မှာယူကရိန်းသမ္မတရွေးကောက်ပွဲမှာဂျန်ကိုဗစ်ကအနိုင်ရရှိပါတယ်။2010မှာသမ္မတဖြစ်လာတဲ့အတူတူပြင်သူဟာဂျာနီနိုင်ငံရေးစနစ်ပေါ်မှာယက်တည်ပါတယ်။ ယူကရိန်းနိုင်ငံဟာအမေရိကန်နိုင်ငံရဲ့ဖိအားပေးမှုကြောင့်နေတိုးအဖွဲ့ဝင်ထဲဝင်ဖို့စံတရှိမရှိ သူတို့နိုင်ငံမှာစစ်တမ်းကောက်ပါတယ်အဲ့လိုစစ်တမ်းကောက်တဲ့ချိန်ကစပြီးယူကရိန်းနိုင်ငံအတွင်းရုရှားလူမျိုးနဲ့ယူကရိန်းလူမျိုးများအကြားစိတ်ဝင်ကွဲလာပြီးပြဿနာများပေါ်ပေါက်လာပါတယ်2014ခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့မှာအမေရိကန်အစိုးရဟာတမဒဂျန်ကိုဗစ်ကိုဖြုတ်ချဖို့ဦးဆောင်လာပါတယ် ယူကရိန်းနိုင်ငံမှာအလုလုတဲ့ American တန်အမတ် Jeffrey Pyot ယနေ့တရား US ရဲ့ Senior Officer နေနဲ့အလုလုတုံးပဲတန်အရာရှိဖြစ်တဲ့ Victoria Newland တို့ဟာယူကရိန်းအစိုးရအပြောင်းလဲနဲ့ခေါင်းဆောင်အစ်စ်အတွက်ဆွေးနွေးကြတယ်ယူကရိန်းအစိုးရအစ်စ်အတွက်ခေါင်းဆောင်အစ်စ်အကြောင်းဆွေးနွေးကြတယ်ငါတို့ဘာကြောင့် Yes Yasinuke yes, အကြောင်းမပြောကြတာလဲသမရဘိုင်ဒန်လာရင်သူလဲအရေးကြီးတယ်လို့ပဲဘိုင်ဒန်ကသူ့ကိုထောက်ခံမှာပဲလို့ဆွေးနွေးကြတယ်သူတို့အစိုးရအစ်စ်ကိုဖွဲ့ကြတယ်ကျွန်တော်ကိုဖိတ်လို့အစိုးရအစ်စ်မိတ်ဆက်ပွဲမှာကျွန်တော်လဲတက်တယ်ကျွန်တော်တို့ရဲ့နောက်ခံအကြောင်းအရာတွေကိုဘာမှမသိဘူးထိုပွဲမှာတို့ရှင်းပြတော့တော်တော်ရုပ်ဆိုးတယ်ကျွန်တော်ရောက်သွားတော့ယူကရိန်းအစိုးရတည်ရွေးတဲ့နေရာမှာ အမေရိကန်အစိုးရပါဝင်နေတာကို တွေ့ရတယ် ဒီအကြောင်းအရာအလုံးဟာယူကရိန်းနိုင်ငံ NATO အဖွဲ့ဝင်တဲဝင်ဖို့ဥတီလာရာတွေ့ရတယ်တမရပူတင်ကလည်း NATO အာဆက်မချဲ့ဖို့ကန့်ကွက်လိုက်တယ်ကျွန်တော်ပြောလို့မိနေတာတခုရှိတယ်2004ခုနှစ်မှာ Latvia Estonia Lithuania Bulgaria Romania Slovenia နိုင်ငံခုနှစ်နိုင်ငံဟာအရှေ့ဥရောပနိုင်ငံတွေနဲ့မပူးပေါင်းချင်ဘူးတမရပူတင်က နေတိုဟာရာရှနဲ့နမိတ်အထိနဲ့မချဲ့ဖို့တတိပေးတယ်ဒါဟာနေတိုနိုင်ငံတွေကရှစ်ဥရောပမှာမစ္စလ်ဘုံကြီးတွေကိုထားတဲ့ကိစ္စနဲ့ဆက်ဆက်မှုရှိတယ်2016ခုနှစ်မှာအမေရိကန်နိုင်ငံဟာနျူကလ িয়ার နဲ့ဆိုင်တဲ့သဘောတူစာချုပ်ကို ချိုးပေါက်လိုက်တယ်2018ခုနှစ်မှာအမေရိကန်နိုင်ငံဟာ JCPOA ကနေထွက်လိုက်တယ်ဒါဟာအီရန်နဲ့ဆိုင်တဲ့စာချုပ်ဖြစ်တယ်ဒီစာချုပ်ဟာတဦးနဲ့တဦးယုံကြည်စိတ်ချမှုနဲ့ ဆိုင်တဲ့စာချုပ်ဖြစ်တယ်။ဒါ USA နိုင်ငံနိုင်ငံချားရေးဝါဒချိုးပေါက်တာဖြစ်တယ်။2022ခုနှစ်ဒီဇင်ဘာ15ရက်နေ့မှာသမ္မတပူတင်ဟာ US နဲ့ Russia ငြိမ်းချမ်းရေးသဘောတူမှုစာချုပ်ကိုစပွဲပေါ်မှာတင်ပြီးချပြလာတယ်။ဒီသဘောတူစာချုပ်ရဲ့အဓိကအချက်ကတော့နေတော့ကနေမြစ်ဆက်လက်ချက်ထွင်ခြင်းမပြုရန်ဖြစ်တယ်။ကျွန်တော်အိမ်ဖြူတော်ကိုဆက်သွယ်ပါတယ်။ နောက်တစ်ပတ်အကြာမှာသူတို့ကိုတောင်းပန်ပါတယ်သမရပူတင်တင်ပြတဲ့အချက်တွေကိုဆွေးနွေးညှိနှိုင်းပြီးစစ်ပွဲကိုရှောင်ရန်ကျွန်တော်တိုက်တွန်းတယ်စစ်မဖြစ်နိုင်ပါဘူးလို့သူတို့ကညင်းပါတယ်စိတ်မပူပါနဲ့ငါတို့နေတိုးကိုမတိုးချဲ့ပါဘူးစစ်ဖြစ်ဖို့မရှိပါဘူးဒီလို Jake Sullivan ကကျွန်တော်ကိုပြန်ပြောပါတယ်ငါတို့တကားပွင့်ဝါဒကိုတုံးတာပါဒီကဘာပေါ်မှာငြိမ်းချမ်းရေးကိုတကယ်လို့ချင်းရင် ကိုစစ်တက်ကိုစိတ်ထင်တိုင်းပြန့်ကျဲလို့မရဘူးဒုံးကြီးတွေကိုလည်းထားချင်တဲ့နေရာမှာထားလို့မရဘူးဒီလိုလောက်တာဟာ bullish လောက်တာဖြစ်ပါတယ်1823ခုနှစ်မှာဥရောပနဲ့ဆိုင်တဲ့ကျွန်တော်တို့ American နိုင်ငံရဲ့အခြေညာချက်တခုရှိတယ်ဥရောပကအနောက်နိုင်ငံ American ကိုလာပြီးနေမချဲဖို့ဖြစ်တယ်ဒါကို Monroe Doctrine လို့ခေါ်တယ် USA ကသမရဘူတေရဲ့ညှိနှိုင်းဆွေးနွေးမှုကိုညင်းပါတယ် အထူးစစ်စင် ရေးကိုစတင်တဲ့၅ရက်ကြာတဲ့အခါမှာဇလန်စကီးကငါတို့ဂျာနေဝါဒသုံးမယ်လို့ပြောလာတယ်။တူရကီကလည်းကျွန်တော်တို့ဂျာချန်ပေးမယ်၊ဂျာပြန်ပြပေးမယ်လို့ပြောလာတယ်။ကျွန်တော်ကလည်းအင်ဂါရာကိုလေနဲ့လိုက်သွားတယ်။ဘာတွေဖြစ်လာနိုင်လဲဆိုတာကိုတူရကီမှာဆွေးနွေးကြတယ်။သူတို့နဲ့တဘောတူညီမှုရယူတယ်။တချို့အရာတွေကြတော့အပြေမရနိုင်အဆုံးမတတ်မရှိဘူး။ USA UK ကနီလမ်းမရှိဘူးခမပြန်လာပါလို့ခေါ်တယ်။ရှစ်တော့လို့မရဘူးမင်းပြန်မလာရင်မင်းသိမယ်။ရှစ်တန်းမှာ Ukraine စစ်သား6သိန်းလောက်ကျဆုံးမဲ့လမ်းကို US နဲ့ UK ကရွေးချယ်လိုက်တယ်။ Boris Johnson ကကြက်မြုပ်ကိုလာတဲ့အချိန်မှာသူတို့ကိုရဲစွမ်းတက်သည့်ရှိဖို့ပြောတယ်။ကျွန်တော်တို့ Ukraine နဲ့ဆိုင်ပြီးနေ့တိုင်းပြောနေပေမဲ့ကျွန်တော်တို့အများစုက အဖြစ်မှန်ကိုမသိကြဘူး။ အယူနဲ့တူတဲ့ဟစ်လာဟာဟိုစီကန်ကိုချိုးဖောက်တယ်ဒီဥပဒေကိုချိုးဖောက်ပြီးဥယောပကိုတိုက်သိမ်းတယ်အဲ့လိုပြောတာတွေဟာလောက်ကြံဖန်တီးတဲ့တမိုင်းအတုတွေဖြစ်ပါတယ်ဒါအမေရိကန်အစိုးရရဲ့တဖက်သက်ပြောတဲ့အကြောင်းအရာတွေဖြစ်တယ်ယူကရိန်းနဲ့အတူရပ်တည်တယ်ဆိုတာတမရဘော်ရီဂျွန်ဆန်လိုလူမျိုးဖြစ်တယ်တရက်မှာယူကရိန်းစစ်သား2000လောက်တန်ရာရပြီးတည်နေတယ် ဒါဟာယူကရိန်းနဲ့အတူရပ်တည်ပေးတာမဟုတ်ဘဲနဲ့ယူကရိန်းပြည်သူတွေကိုတတ်နေတာဖြစ်တယ်။ဒါဟာအိုဝီလျံအတွေ့အခေါ်လုပ်ခေါ်တယ်။ယူကရိန်းစစ်ပွဲဖက်မှာရပ်တည်ပေးတာဖြစ်တယ်။နိုင်ငံရေးဆိုတာအမေရိကန်တမ္ပရတေးရောက်တဲ့ဆုံးဖြတ်လို့မရဘူး။နိုင်ငံတော်လုံးချုပ်ရေးကောင်စီကဆုံးဖြတ်ရတာဖြစ်တယ်။ယူကရိန်းမှာဖြစ်နေတာအမေရိကန်ကတကယ်စိတ်မဝင်စားဘူးအမေရိကန်တွေကယူကရိန်းစစ်ပွဲကို ရပ်ဖို့တွေးသင့်ပြီ2019ခုနှစ်မှာအင်တာဗျူးတစ်ခုမှာပူတင်ကအောက်ပါအတိုင်းပြောသွားတယ်အဲ့ဒီချိန်တုန်းကသူနဲ့အတူလက်တွဲအလုပ်လုပ်တဲ့သမ္မတသုံးဦးရှိတယ်၎င်းတို့ကတော့ဘူးရှ်အိုဘားမားနဲ့ထရမ့်တို့ဖြစ်တယ်ပြင်သစ်တရင်ထောက်ကိုဖြေရမှာပူတင်ကဘယ်လိုပြောလဲဆိုတော့ စုတ်ဝတ်စုံအနေရဝတ်ပြီးတော့လေစီအပြတ်ကိုစီးတဲ့လူတွေနိုင်ငံရေးအခြေအနေမှန်ကိုသိတဲ့တယ်လို့တမရပူတင်ကပြောလိုက်ပါတယ်တမရပူတင်ဟာအလွန်မာကျော်တဲ့ KGB ကောင်းဆောင်တယောက်ဖြစ်တယ် American တွေပါတွေလုပ်တယ်ဆိုတာသူကောင်းကောင်းသိတယ် CIA တွေအကြောင်း American နိုင်ငံရဲ့နိုင်ငံချဲရေးမူဝါဒအကြောင်းကိုလည်းသူကောင်းကောင်းသိတယ် American နိုင်ငံရဲ့နိုင်ငံချဲရေးဝါဒဟာ net shine ဆိုအမြင့်ဆွဲနေတယ် ။အိုဘာမတမရဖြစ်လာတဲ့အားလုံးပြောင်းသွားတယ်၊ထရမ်တမရဖြစ်လာတဲ့အားလုံးပြောင်းသွားတယ်ဆိုတာမျိုးလှုပ်လှုပ်မရဘူး။အငင်းပွားဆရာ1945မှာစတယ်1997မှာပြန်ဖြစ်တယ်။ British ရဲ့နိုင်ငံခြားရေးမူဝါဒလည်းအတူတူပါပဲနိုင်ငံခြားရေး policy visa နဲ့စိုင်ပြီးရုရှားအကြောင်း1840ကိုနောက်ကျောင်းပြန်ရအောင်1840ချိန်မှာ Britain အစိုးရကရုရှားဟာ British Empire ကိုချိန်ချောက်နိုင်တယ်လို့မြင်တယ်။ Russia က Britain ကိုဖျက်လန်းအားဖြင့်ကျူးကျော်နိုင်တယ်လို့မြင်တယ်။1853ကနေ56မှာ Crimea စစ်ပွဲဖြစ်တယ်။ Britain ရဲ့ Russia ကြောက်စိတ်ဟာခုထက်အချိန်ထိမလျော့သွားသေးဘူး။ပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်မှာ Britain နဲ့ Russia ဟာမဟာမိတ်ဖွဲ့ပြီးတော့အတူတူတိုက်တယ်။ဒုတိယကမ္ဘာစစ်မှာ Hitler ရဲ့တိုက်ခိုက်မှုအကြောင်း မဟာမိတ်စစ်တပ်29တန်းလောက်ကြာဆုံးရတယ်။မဟာမိတ်တွေစစ်နိုင်တော့ USA ကနာမည်ကောင်းရသွားတယ်။1950ခုနှစ်လောက်မှာမဟာမိတ်ဆွေ1945နှစ်အလယ်လောက်မှာမဟာမိတ်တွေဟာဂျာမန်တွေကိုနိုင်ပြီးချိန်မှာချာချီလ်ကဆိုဗီယက်ရုရှားကိုတိုက်ရင်ဘယ်လိုနေမလဲလို့စစ်ရုံးချုပ်ကမေးတယ်။ ဒါပေမဲ့ account ထဲမပေါ်ဘူး American ကလည်းနောက်ထပ်စစ်ပွဲတစ်ပွဲကိုမတိုက်ချင်တော့ဘူး Britain ကသူတို့တည်တဲ့နိုင်ငံရေးပညာအလုံးကို American ကိုတင်ပေးတယ်ယခုအချိန်မှာ American မရှိတဲ့ Pentagon CIA အကြောင်း nuclear လက်နက်များကိုပိုင်ဆိုင်ပြီးကပေါ်ပေါ်မှာ super power နိုင်ငံဖြစ်ဖို့စူးစမ်းနေပါတယ် ဒါပေမဲ့ကဘာပေါ်မှာ USA နဲ့ Russia nuclear စစ်ပွဲဖြစ်မယ်ဆိုရင်ဒီကဘာကြီးဟာ one နဲ့ပွဲအဆုံးသတ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်အနည်းအယောင်ဝတ်စုံဝတ်ပြီးတော့လဲစီးပြာကိုစီးထားတဲ့ American ဓမ္မဒများအနေနဲ့အချာနီလန်းဖြစ်တဲ့ငိန်ချမ်းရေနီလန်းကိုဒီကဘာကြီး A champ တာရဝပြောအောင်စဉ်းစားပြီးစ조사ရင်အကောင့်တွေပေါ်ကြောင်းတိုက်တွန်းလို့ပါတယ်။ တပါကြီးငိမ့်ချမ်းနိုင်ပါစေတင်တို့အားလုံးလည်းငိမ့်ချမ်းသောဘဝကိုပိုင်နိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းမေတ္တာပို့ပါရစေ